နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်တပ်နဲ့မပူးပေါင်းမဆောင်ရွက်နိုင်ရင် ဘယ်အစိုးရပဲတက်တက်အစိုးရအစ်တက်လာပြီးဒီနေ့တက်နောက်နေ့ပြုတ်ကြမှာဖြစ်တယ်လို့ကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ28ရက်နေ့မှာပသိမ်မြို့မှာပြုတ်လို့တဲ့ကျန်းဖို့ပါတီရဲ့မဲဆွယ်စည်းရုံးပွဲမှာကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကအခုလိုပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ရွေးကောက်ပွဲမှာဆန္ဒမဲပေးရမှာစစ်တပ်နဲ့အဆင်ပြေတဲ့ပါတီကိုသာမဲပေးရမှာဖြစ်ကြောင်းစစ်တပ်နဲ့အဆင်မပြေတဲ့အစိုးရအစ်တက်လာပြီးနောက်တနေ့မှာပြုတ်ကြသွားမှာဖြစ်ကြောင်းဒါကြောင့်စစ်တပ်နဲ့အဆင်ပြေတဲ့ပါတီကို ဆန်ထားပြီးတော့ရွေးချယ်ရမှာဖြစ်ကြောင်းကျပ်ဖို့ပါတီဥက္ကဋ္ဌခီရီကပြောဆိုလိုက်ပါတယ်အစိုးရအသက်ကတမတော်နဲ့ကြောချင်းကက်ယင်ချင်းအက်မဆောင်ရနိုင်ဘူးဆိုရင်တေးကြတယ်ဒီအစိုးရအသက်ကနောက်နေ့ပြုတ်ကြမှာပဲဒါကိုဆန်ထားပြီးတော့ရွေးရမယ်တိုင်းပြည်ပြန်လဲထူထောင်ရေးမှာအတွေ့အကြုံရှိတဲ့အဖွဲ့အစည်းမျိုးလူပုဂ္ဂိုလ်မျိုးဖြစ်ဖို့အရေးကြီးတယ် ထူထောင်နိုင်တဲ့စွမ်းရည်ရှိတဲ့လူမျိုးလှုပ်ဖူးကင်ဖူးတဲ့လူမျိုးတွေလိုတယ်လို့ကျန်းဖို့ခင်ကြီးကပြောဆိုလိုက်ပါတယ်စစ်ခွေးတက်ကရွေးကောက်ပွဲပြုလို့ရန်အချိန်နီးကလာတာနဲ့အများစစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကလည်းရွေးကောက်ပွဲမှာစစ်တပ်နဲ့ဗဟဇာတာဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူများကိုမဲပေးရွေးချယ်ရန်ဒီဇင်ဘာလတရနေ့ကပြည်ဦးလွန်မှာရှိတဲ့ဝန်ထမ်းများနဲ့တွေ့ဆုံတဲ့အချိန်မှာတရားဝင်ပေါ်ပေါ်တင်တင်ကြီးကိုဖိအားပေးပြောဆိုလာတယ်လို့သိရပါတယ်စာနာမဲပေးရမှာတိုင်းပြည်နဲ့ဒေသအကျိုးကိုဆောင်ရွက်နိုင်သူဒေါ်တာဝင်ရေးသုံးပါးကိုလိုက်နာဆောင်ထိန်နိုင်သူ စစ်ခွေးတကနိုင်ငံတော်တည်ရှိသေး၍တည်ရှိနေမဲ့အခိုင်အမာဆုံးသောအဖွဲ့အစည်း institution ဖြစ်တဲ့အတွက်စစ်တပ်နဲ့တဟဇာရဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူများကိုသာရွေးချယ်ပြီးမဲပေးကြရန်လိုအပ်တယ်လို့စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်းကပြောဆိုခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ